ဒီကနေ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ဆယ်လီသမီးဆိုမင်္ဂလာပါပရိသတ်ကြီးရှင်ရွှေသက်ဆိုတဲ့အကောင့်နာမည်နဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ online live ဈေးရောင်းဝယ်ရာကနေလူသိများလာခဲ့တဲ့သမီးဆိုကတော့ဒီကနေ့အော်တိုဘားလ12ရက်နေ့မနက်ပိုင်းကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာတပ်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းတာခံလိုက်ရတယ်လို့သတင်းတွေရဲ့ဖော်ပြချက်အရသိရှိရပါတယ် တမီဆိုဟာအမေရိကန်နိုင်ငံမှာရောက်ရှိနေထိုင်နေသူမြန်မာနိုင်ငံသားတယောက်ဖြစ်ပြီးသတင်းတွေမှာဖော်ပြချက်အရအမေရိကန်နိုင်ငံသားခံယူထားသူဖြစ်တယ်လို့လည်းသိရပါတယ်။သူမဟာအမေရိကမှာနေထိုင်စဉ်ကာလတစ်လျှောက်လုံးမြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့လူသိများတဲ့ဆယ်လီတွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကိုပုတ်ခတ်စော်ကားပြောဆိုမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ ထိုအထဲကမှမန္တလေးမြို့မှာနေထိုင်တဲ့ဒေါ်အေတင်ကိုရဲ့သားနဲ့ပတ်သက်ပြီးတော့လည်းမကြားမမနာတာစကားလုံးတွေနဲ့ပုတ်ခတ်စော်ကားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အေတင်ကိုကမြန်မာနိုင်ငံကိုခနာပြန်လာတဲ့တမီဆိုးကိုအပြစ်မှတွေးဆောင်ပြီးတဲရှင်းဖို့အတွက်စိန်ခေါ်ခဲ့ပေမယ့်တမီဆိုးကလက်မခံတာကြောင့်အေတင်ကိုဘက်ကနေအမှုဖွင့်တရားစွဲဆိုလိုက်တာပဲဖြစ်ပါတယ်။ တမီဆိုဟာပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့ကမြန်မာနိုင်ငံကိုပြန်လာခဲ့တာဖြစ်ပြီးငโกမူလာအစီအစဉ်အရအောက်တိုဘာလ22ရက်နေ့မှာအမေရိကန်ကိုပြန်ထွက်မှာလို့သတင်းတွေထွက်ပေါ်နေပေမယ့်ဒီကနေ့အောက်တိုဘာလ22ရက်နေ့မှာကြိုတင်ပြီးတော့ပြန်လည်ထွက်ခွာဖို့အစီအစဉ်ခဲ့တာပဲဖြစ်ပါတယ်တရားစွဲဆိုခံထားရတာကိုသိရှိပြီးသားဖြစ်တဲ့တမီဆိုးကမြန်မာနိုင်ငံကပြန်ထွက်တဲ့အချိန်မှာသူ့ကိုမမတ်မိအောင်ရုပ်ဖြတ်ထားပေမဲ့လည်းရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာတပ်ဆိုင်ရာရဲတပ်ဖွဲ့တွေကဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ် ကျွန်တော်တို့ဒီပွဲတွေပွဲတွေမှာအများအားတွေ့နေရတဲ့တမီးဆိုးတမီးဆိုးကိုတမီးဆိုးကိုဒါသက်ဆိုင်ရာကဖန်စီထိန်းသိမ်းလိုက်ပါတယ်ထိန်းသိမ်းလိုက်ရတဲ့အကြောင်းရင်းကတမီးဆိုးကသူပြည်ပမှာနေစဉ်ကာလကဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကိုသူကပွဲတွေရှာတယ်ဗျာပွဲတွေရှာပြီးတော့သူအမျိုးမျိုးဆွဆွဲပြီးတော့ပြောဆိုမှုတွေလုပ်တယ်အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုခင်ဗျားတို့လည်းတော်တော်လေးစိတ်ဝင်စားမှုတွေလည်းရှိခဲ့ကြတယ် အဲ့ဒီမှာမိုက်အင်တင်ကိုနဲ့ဒီသမီးစိုးကလည်းပွဲတွေဖြစ်ခဲ့ကြတယ်ဒီသမီးစိုးမြန်မာနိုင်ငံရောက်တဲ့အခါမှာဆိုရင်လည်းသူတို့နှစ်ယောက်ချင်းပြီးတော့ဗျာဘယ်နေရာမှာတွေ့မလဲဟိုနေရာမှာတွေ့မလဲဒီနေရာမှာတွေ့မလဲဖြစ်ကြတယ်အဲ့တော့ဒီသမီးစိုးကပြည်ပမှာနေတိုင်းစဉ်ကဒီမိုက်အင်တင်ကိုသူပြောဆိုမှုတွေရှိတယ်အဲ့ဒီပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါမိုက်အင်တင်ကိုကဒါသူ့ကိုဒီသူ့ကိုဒီဂုံသိက္ခာကြောက်ဆွဆွဲမှုတွေပြောဆိုမှုတွေပတ်သက်ပြီးတော့သူကပြင်းဦးလင်မျိုးမှာ yes ကမ်းမှာ 6ရက်10လ2025ခုနှစ်မှာအမှုဖွင့်ခဲ့တယ်။တနည်းအားဖြင့်ကျွန်တော်တို့အော်တိုဘာလ6ရက်နေ့မှာအမှုဖွင့်ခဲ့တယ်။မိုက်အင်းတင်ကိုကနေပြီးတော့တမီးစိုးကိုအမှုဖွင့်ခဲ့တာပါ။ဖွင့်ခဲ့တာကပြင်းဦးလင်မျိုးမရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်။ပါနံပါတ်က215မြင်းဆောင်1329ဆက်သွယ်ရေးဥပဒေပုံမှာ66နဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အမှုဖွင့်ခဲ့တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီအော်တိုဘာလ10ရက်နေ့မှာတမီးစိုးကိုတက်ဆိုင်ရာကဒါခေါ်ယူဟိုဖမ်းဆီးလိုက်တယ်ဗောဗျဖမ်းဆီးထိန်းလိုက်တယ်ဗော။ ဒီလိုဖြစ်ခဲ့ပါတယ်အဲ့တော့ခင်ဗျားတို့လည်းတမီးစိုးနဲ့ပတ်သက်တဲ့ပွဲတွေကတော့ခင်ဗျားတို့ခဏနားတော့နားတော့မတည်လို့တယ်လက်ရှိတော့ဒီသက်ဆိုင်ရာတမီးစိုးတော့ကျွန်တော်တို့ခေါ်ထင်းသားပါတယ်ထင်းသားရတဲ့အကြောင်းရင်းကမိုက်အသေးကိုနဲ့သူတို့ဖြစ်တဲ့ပွဲအဓိကတော့ဗျာကျွန်တော်တို့မိုက်အသေးကအာသူ့ပေါ်ဒီဒီအဲတမီးစိုးရဲ့ပြောဆိုမှုကသူ့ရဲ့ဂုံသေးခါကိုနင့်နာရတယ်ထိခိုက်တယ်အဲ့မှသူလည်းပြောတာတွေ့ရပါလေပါလေကျွန်တော်လည်းသူတို့ကိစ္စကိုပြောချင်ပါဘူးဗျာဒါကျွန်တော်ကသတင်းကိစ္စကြောင့်ကျွန်တော်ပြောတာပါဟိုမိုက်အသေးကပါလေအဲ့လိုပဲ ဟိုသူကိုရွေးကိုရာတွေပြအများကြီးပြောတယ်ဗျာကျွန်တော်တိတ်မပြောချင်ဘူးအဲ့ကိစ္စကြတော့လေကိုရွေးကိုရာအဓိကကျွန်တော်တို့တင်ပြပေးချင်တာကခင်ဗျားတို့ဒီရပိုင်းမှာခင်ဗျားတို့ပွဲတွေတော့ခင်ဗျားတို့ရှားတာတော့ခတ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တမီးဆိုးနဲ့တမီးဆိုးနဲ့ကျွန်တော်တို့အင်တင်ကိုရပွဲအဲ့ဒီမှာပွဲတွေပွဲတွေပြီးပါမှလည်းဖြစ်တယ်ပြီးတွင်းမှလည်းပွဲတွေအကြီးဖြစ်ခဲ့တယ်။အဲ့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့အင်တင်ကိုကသူ့ရဲ့နင်းနာမှုနဲ့ပတ်သက်ပြီးတော့အော်တိုဘာလ6ရက်နေ့မှာပြုံးလင်းမျိုးမှာရက်စကန်မှာအမှုဖွင့်ခဲ့ပါတယ်။ဆက်သွယ်ရေးဥပဒေပေါ်မှာ66နဲ့အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်အော်တိုဝါလာ7ရက်မှာဒါတမိဆိုးကိုတက်ဆိုင်ရာကနေပြီးတော့ခွဲဦးထင်းသိမ်းလိုက်ကြောင်းသိရပါတယ်အားလုံးကျေးဇူးတင်ပါတယ်